ပြန်ပြန်တော့ရင်မွေးဆိုတာဒီမှာအကွက်လေးနှစ်ကွက်လားမသိအဲ့လိုမျိုးဆိုအကွက်နှစ်ကွက်နဲ့ရှက်တာမသိလို့ရှင်စပင်ကလည်းဟိုဟာဖြစ်လိုက်သေးရဟိုဟာလေစပင်ကဟိုဟာလေလင်းမှာငှက်ပိုက်လေးလို့ဖြစ်သွားသေးဘယ်သူမှမလိမ့်ဘူးเนาะဗာလေကိုယ့်ယောက်ျားကိုကိုယ်ပဲပြန်ပလိမ့်တာเนาะပလိမ့်မှာเนาะเนาะကိုကိုဒီလိုလေးဝေ့ဒီလိုလေးဝေ့ဆိုသူကတခါလာလဲတီရှပ်နဲ့ဘောင်းမီတူအဲ့လိုလေးပဲဟိုဟာเนาะဝေ့တက်တယ်အဲ့လိုမျိုးတခုစားပြီဆိုလို့ရှင်ကိုကိုအဲ့လောက်မစားနဲ့ လို့အဲ့လိုညဖက်ဆိုလဲညီမလေးမသိအောင်လို့ तू ကခိုးခိုးစားတတ်တာရှိရဲတကအစားတောက်တယ်လေကိုကိုမသိရချင်းတပကံနှစ်ပကံစားလိုက်တာရှိအဲ့လိုမျိုးဆိုဝလာလို့ရှင်ဒီနေရာလေးကဒီလိုမျိုးလေးအုံအုံလေးဖြစ်နေလို့မလို့ဘယ်လိုပြောရမလဲဆိုလို့ဟိုပါဘောနော်ဝက်ကလေးလိုမျိုးနှအုံလေးဝက်နှအုံလေးလို့အဲ့လိုအဲ့လိုမျိုးဒီနာဖြစ်မှာဆိုလို့ MSB ဆိုတာမိုက်ချခိုင်းတဲ့ကိစ္စလေး မြဲတယ်အဲ့ဒါအဲ့ဒါဟိုကိုမိတ်ကက်စရာတွေလည်းဟိုဟာလည်းချက်ခိုင်းပါတယ်ဒီမင်းထက်ပိုင်းတို့ဥမျိုးတို့ဆိုလို့ရှိရင်လည်းပေါ့နော်ဘောရှော်မဲအဲ့လိုမျိုးမြဲတယ်ပြောတယ်ဟာ အဲ့ဒီနေ့တော့ fashion ကနည်းနည်းဟိုရှမ်းဖြစ်ထားသလိုဖြစ်နေကိုရီနှစ်ယောက်ရှမ်းဘာလဲကိုရအိယာထလာခါစားပုံစံဖြစ်နေအာနဲ့ဟိုကိုကိုအပြစ်မှာကိုတငယ်ချင်းညာပြောတယ်ဟဲ့လေနေတော့ဟိုဟာပေါ့နော်ကိုကြီးနဲ့နေနေရတယ်ဘာလဲရှမ်းဖြစ်ထားလားမခေါ်တာလားမဟုတ်ဘူးလို့ရှမ်းဖြစ်ထားမှမဟုတ်ဘူးလို့ကိုကြီးက तू ကဇောင်းလေဇောင်းစွာတိလား तू ကနဲ့ तू ဟိုဘယ်လိုပြောလောက်ခါရေမလွတ်ဘူး तू ကလူအေးလူ ਇਤੁਆ ဘသူမှလည်းကယူမဆိုင်ဘူးအဲ့လိုမျိုးပေါ့နော်ဘလို့လဲသူကနဲ့သူအေးဆင်းနေတာကိုကိုလှလှလေးဝဲအာဘေဘီရတယ်ဒီလိုလေးဆိုပြီးတော့ မော်ဆော့တော့ကြောက်ပါလေခဏမငြိမ်သေးဘူးအမေနဲ့သွားရမလားကိုမျိုးကျော်နဲ့သွားရမလားအဲ့ဒါကြောက်တိတ်ခဏမငြိမ်သေးတော့အဲ့ဒါနဲ့အဲ့နဲ့နောက်ပိုင်းကျတော့မေးရငါမလိုက်တော့ဘူးတဲ့ကွန်ပျူတာနဲ့သွားဆိုတော့ကိုကိုအဲ့ဆိုလို့ရှိရင်ဘေဘီဟွာဖြစ်ပြီမရရဲဘေဘီဒါနဲ့ပဲသွားမယ်ရေမွေးဆွတ်လိုက်တာဗျမ်းဗျမ်းဆိုရေမွေးဆွတ်တာဒီမှာအကွက်လေးနှစ်ကွက်လားမသိအဲ့လိုမျိုးဆိုအကွက်နှစ်ကွက်နဲ့ရှက်တာ မသိလို့ရှင်စပင်းကလည်းဟိုဟာဖြစ်လိုက်သေးဟိုဟာလေစပင်းကဟိုဟာလေလင်းမှာငှက်ပိုက်လေးလို့ဖြစ်သွားသေးဘယ်သူမှမလိမ့်ဘူးเนาะဗာလေကိုယောက်ျားကိုယ်ပဲပြန်ဗလိမ့်တာเนาะဗလိမ့်မှာเนาะအဲ့ဒီဒီမှာမဗလိမ့်ကြာလေးမှာဖိုင်လေးချက်အဲ့လိုလေးဟုတ်တယ်ဟုတ်တယ်ဟိုဟာလူဆိုးကောင်းဆောင်နဲ့သွားတူလဲဘယ်လိုလဲမသိဘူးအဲ့လိုမျိုးကြာတယ် เนาะไอ้สมัครเลยอ่ะเนี่ยคือดาตลอดปอกပြီးတော့လေတော်တော်လေးလက်တော့ဘောကြနေကြတော့တွေးလိုက်ရတော့ဘယ်လိုကလေးခံစားရလဲစနက်ပေါ့တွေးတော့စနက်အဲ့စနက်ထိုင်နေနေဟိုချေချေရလာပြချေချေလေးကအချေဒီသိန်းအဲဘေးနားမှာမမရိုက်တယ်မမမမပုံတက်လာပြီးဆိုစပင်းကဒီလိုမျိုးဖြစ်နေလေတိုက်တာထင်တယ်မမအပြင်မှာရိုက်တော့လေအာလေတိုက်တော့ဟဲလို့ကိုကိုကအဲ့အဲ့အဲ့မှာပေါ့နော်ဗာလေမမကော်နီကကိုကြီးဘေးနားမှာထိုင်နေအဲ့နဲ့ကိုကိုလို့ဒီမှာကြည့်အောင်လို့ဒီမှာလို့မတွေ့ဘူးလားလို့စပင်းပုတ်တိုက်ဟာဘေဘီကလည်းတွတ်သူလေတိုက်တဲ့ဥစ္စာကိုလေကိုကိုလည်းဘဲတက်နိုင်မှာမလားဆိုရသလို အဲ့ဒါမမကွန်ကြီးရလေဟောလေခလေးပေးမွေးခိုင်းလိုက်တယ်နားပူတာတတ်တာလေးမဲတမီးနာဟုတ်ရောခိုင်းတဲ့ကိစ္စအရမတိမတာအရှက်တာချစ်စရာလေးနော်အဲ့ဒါလေးပြန်ကြည့်မှပြန်ကြည့်နေရတယ်သားမီးနှစ်ယောက်ပြန်ကြည့်ပြီးတော့လေးပြန်ကြည့်နေရတယ်လေလေတဲ့တန်လေးပါပါလိုက်သေးကိုပြိတ်သက်တည်းကလုပ်ပြရလေလေတဲ့တန်လေးလားမသိဘူးပါလိုက်သေးရနော်အဲ့တော့မမပိုင်လေးရတာပွဲတစ်ခုသွားတာပြည့်ပဲပေါ့နော်ပွဲတစ်ခုဆိုတာပြည့်ပေါ့အမတ်ကြီးကလေးတွေရတယ်အနောက်ကအဲ့လိုမျိုးလေးနော်ဟုတ်တယ်နော်အဘာကြောင့်လဲမသိပါဘူးညီမလေးကံပေါ့တော့ ကာဝင်လို့လည်းငါကကြည့်ကြရတယ်ဟုတ်တယ်အော်မမတို့ယူခိုင်းတဲ့ဟာရှိတယ်ဘယ်ကမအီးလဲမသိဘူးလားတမီးအပြူကြီးပဲနော်တဲ့ဘယ်တော့အိမ်အောင်ပြုတ်မှာလဲတဲ့လာမေးရရှိသေးရမအောင်လာပြီးတော့အဲ့နဲ့မလည်းမှွေချပေးလိုက်တယ်အဲ့မအောင်ဟုတ်လားလို့အမလို့ လေတမ်တမ်တမ်တမီးကိုအိမ်တော်မမမပြုတ်ရသေးဘူးထင်တာလားအေးဟုတ်တယ်အိမ်တော်မပြုတ်ရသေးဘူးတမီးအပြူကြီးတဲ့အဲ့လိုဆက်ထိန်းတာနော်တမီးရဲ့အပြူကြီးဆိုတော့အပြူကြီးကိုဆက်ထိန်းတာဆိုတော့လေအာနဲ့အာနဲ့မသိတော့ဟဲလို့ဒီမားရဲ့မသိဘူးထင်တာငါဒီမားရုံမှွေရမယ်ပေါ့နော်ဟုတ်တယ်လို့တမီးနောက်နှစ်ရှူမာလေးလို့အမရီးစားတော့ပါလာသေးတယ်ရီးစားဖြစ်တာမှတပတ်ပဲရှိသေးတယ်လို့အဲ့မှာသူကလေအားရပါရပြောနေအဲ့မှာရဟာ ယောက်ျားမယူနဲ့ပြိုကြီးလို့မလေးပြိုအခုခေယောက်ျားတွေကဘလို့ဖြစ်တယ်ညာဟုတ်တယ်မမဟိုမားလေးရှိစားလေးလာပြီကိုကိုလာပေါင်းလာပေါင်းလို့ဆိုပြန်အဲ့ကိုကြီးကပါဆက်နှောက်ကောအိမ်မကြီးကိုဟုတ်တော့ကဲအဲ့တော့ဒါနော်ဒါသတိမော်လည်းညောင်းအဲ့မရနောက်မှသဘောပေါက်ဟာလည်းနှောက်နေရပဲဆိုပြတော့ကိုကြီးကအရင်အေးတယ်ဟုတ်ခါချက်ဘလို့ချိန်မတော့အလုံးနှောက်တတ်တာကိုကြီးက तू ကလေ तू तू ကဇောင်းဘလို့လဲမသိဇောင်းဆိုတာလေးသိလာရင်ကိုကြီးဘလို့ပြောရမလဲ ဟိုသူ့ရဲ့ဟိုပါဘောနော်အဲ့လိုမျိုးမာနလားဘလို့ဘလို့ပုံစံလေးလဲတော့မသိဘူးအဲ့လိုမျိုးအေးတယ်အေးလဲအေးတယ်ပြန်မပြောဘူးနားတော့ထောင်ပါတယ်နားတော့ထောင်တယ်အဲ့လိုမျိုးလေးဘယ်သူမှဂယုမဆိုင်တတ်ဘူးသူလေအဲ့လိုမျိုးတခုဆိုတာအထားလိုက်အဲ့လိုမျိုးသူများအတွက်နဲ့သူခေါင်းမစားဘူးသူသူများကိုလည်းအာယုံနဲ့မထဲတတ်ဘူးအဲ့ဒါလေးတခုတော့သူ့ရဲ့အကျင့်လေးကိုပေါ့နော်ဟိုက ဟိုဟာဖြစ်ရမယ်ပေါ့အဲ့ဒါလေးတခုစိတ်စိတ်လားကြိမွားရှုမွားဆိုတာလေသူအမြဲတမ်းပြောတဲ့စကားလေးသူကသူကဒါတိတ်ပြင်းပြင်းထန်ထန်မမမလို့အရေးကြီးကြီးပဲအရေးတကြီးကြီးပဲဟုတ်ဟုတ်တယ်တခါတလေကြိုင်ဂဂါလို့ခေါ်တယ်ကိုဟမ်ဒီမလေးခါတလေဂဂါလားခုခုဂဂါဖြစ်လို့ဂဂါမကိုရပြီလားမကိုရပြီလားဆရာဦးကပြောနေတယ် မျိုးစော်လည်းမမိုက်ရင်လည်းဒါအိမ်တော်ကြာတော့မှနည်းနည်းလေးတွက်လာတယ်နည်းနည်းတွက်လာအိမ်တော်မကြခင်တော့မတွက်ဘူးအိမ်တော်မကြခင်တော့ဆိုစကားတခုပြောဖို့တောင်မှလို့ကိုနဲ့တော့ပြောတာပေါ့သူများနဲ့ဆိုသိမပြောဘူးအဲ့လိုမျိုးအမေကြီးတို့အဖေကြီးတို့နှုတ်ဆက်မယ်ဆိုလည်းအိမ်ကိုလာလေးလို့နှုတ်ဆက်မယ်ဆိုလည်းသူရှက်တာထင်တယ်အာဟာအဲဟိုတားရင်နော်ဟာဒီလိုဒီလိုပဲဟုတ်ကဲ့ဟုတ်ဟုတ်တားပြီနော်အဲ့အဲ့လောက်ပဲသူကအဲ့လိုမျိုးပေါ့နော်မှတ်စိုးအဖေဆိုလည်းအဖေခေါ်လိုက်အမေဆိုလည်းအမေခေါ်လိုက်ဟုတ်ကဲ့ဟုတ်ဟိုတားပါပြီအဲ့လိုမျိုးဆိုတော့အရန်အေးရပါတော့အဲ့လိုမျိုး အာအာနာတာရှက်တက်တာလည်းပါပါတယ်သူတခုဆိုရှက်တက်တယ်ဟုတ်သူ့ကိုတော့အာမရတာလေတခါတလေတော့ လို့လှလှပပနေအဲ့လိုမျိုးပေါ့နော်လှလှပပဆိုတာပေါ့နော်ကိုကိုဒီလိုလေးဝေ့ဒီလိုလေးဝေ့ဆိုသူကတခါလာလဲတီရှပ်နဲ့ဘောင်းမီတိုးအဲ့လိုလေးပဲပေါ့နော်ဝေ့တက်တယ်အဲ့လိုမျိုးကြတော့အဲ့ဒါလေးအားမရဘူးပေါ့နော်အဲ့လိုမျိုးနောက်အစားစားတာအစားစားရင်မြင်းနဲ့လက်ကလေးပုတ်ပုတ်ချရဲနောက်နောက်လူလူပြန်ဖြစ်ပါမလားတော့မသိကိုကလေနောက်ဆိုသူသူသူများစားတာကိုပေါ့နော်ပိတ်ပင်လို့ပိတ်တာဖြစ်မလားမသိကိုကအမြဲတမ်းပေါ့နော်အဲ့လိုမျိုးတခုစားပြီဆိုလို့ရှိရင်ကိုကိုအဲ့လောက်မစားနဲ့ လို့လို့ညဖက်ဆိုလဲညီမလေးမသိအောင်လို့ तू ကခိုးခိုးစားတတ်တာရှိရဲတကအစားတောက်တယ်လေကိုကိုမသိရချင်းတပကန်နှစ်ပကန်စားလိုက်တာရှိအဲ့လိုမျိုးဆိုဝလာလို့ရှင်ဒီနေရာလေးကဒီလိုမျိုးလေးအုံအုံလေးဖြစ်နေလို့မလို့လေဘယ်လိုပြောရမလဲဆိုလို့ဟိုဘောနော်ဝက်ကလေးလိုမျိုးနအောင်လေးဝက်နအောင်လေးလိုအဲ့လိုအဲ့လိုမျိုးဒီနာဖြစ်မှာဆိုလို့ကိုကိုမလှဘူးလို့နည်းနည်းပင်အောင်ကာဒီယိုဆော့လို့ဆိုလဲမဆော့ဘူးလှစီကျင်တာကိုကြီးကိုအရန်လှစီကျင်တာအဲ့လိုမျိုးကြောမဆော့ဘူးဂျင်းဆော့ရမှာလည်းပြင်းတယ်သူဟုတ်ရေဂျင်းဆော့တာကိုကိုဆော့ဘူးတော့ခေါ်ရိုင်းဆော့ရ မမိုင်လေးကိုတော့ဒီလိုပဲဟိုဟာဆော့ဟိုဟာလေဟိုဟာလေလိုက်ပို့ပေးရယ် तू ကတော့မဆော့ဘူးကျေးဇူးအရပရိသတ်တွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်။အပြစ်မမြင်မဲနဲ့အချစ်ပဲမြင်မေးကြလို့ကျေးဇူးအများကြီးအများကြီးတင်ပါတယ်ရှင်။မြန်မာစတာပဲစား